အဲ့ဒီအချိန်ကစိုက်ပျိုတွက် ကတော့လေတကယ်ကိုနိုင်မယ်ပဲအိမ်မက်ဆိုးလိုမျိုးပဲဒါပေမဲ့အကောင်းဆုံးတော့ကြော်ဖြတ်သွားနိုင်ခဲ့ပါတယ်အာစိုက်ပျိုအမရွတ်ချန်တယ်ဒါကအဲအမရွတ်ချန်တယ်အခုကဒါလေ April 2th makeup လိမ့်ထားပေးပြီးတော့လုံးဝသူရဲ့ makeup အစွမ်းနဲ့အရန်ကိုဖုံးထားတာအမရွတ်ကတော့ကြံသေးတယ်ဆိုတော့မျက်နှာတစ်ခုလုံးလဲဟိုကလေလောင်ထားလိုမျိုးဖြစ်သွားတာလေ ဒီပုံမှာလည်းဖြစ်တယ်လက်မာလည်းဖြစ်တယ်ဒီမှာဆိုလက်ကအမရွတ်တယ်ပြောရမယ်ဆိုဆက်ဆဖြစ်ချင်းကတည်းကနေမီးလောင်တို့လိုမျိုးဖြစ်သွားတာပေါ့နော်ပူပြီးတော့ဆက်ပြီးလောင်နေတာတခုခုမီးလောင်တို့လိုမျိုးပဲခံစားနေရတယ်မဆိုရင်ပေါ့နော်ဆိုင်လူရဲ့ဆိုင်လူ Facebook မှာတင်ထားတဲ့ဗီဒီယိုလိုမျိုးပဲပေါ့နော် အဓိကတော့ကိုကအားလုံးကို awareness ပြတဲ့အနေနဲ့သင်ပေးလိုက်တာပေါ့နော်အဲ့ဒီတွဲဆိုင်တို့လည်းအရင်လည်းကုသိုလ်လည်းရပါပါတယ်ဆိုင်တို့ကိုတိုင်အပါဝင်ပေါ့နော်မိဖို့ကောင်တကယ်ကြောက်အောင်မကြဘူးတာတစ်ခါမှလည်းမြင်လည်းမမြင်ဘူးဘူးကြားလည်းမကြားဘူးဘူးဒါပေမဲ့မနစ်ကအချိန်တုန်းကပေါ့နော်မေကသူ့ကိုဘန်ကောက်မှာမိဖို့ကောင်အစိတ်ရေဘယ်လိုမျိုးထိသွားတယ်ဆိုတာကိုကြားဘူးတယ်အဲ့ဒီကတည်းကနေသူကအရင် complain လုပ်တော့နားထဲမှာအမြဲတမ်းနားရည် ကြားနားကြားနားကြားမိနေတာပေါ့နော်မေးရလည်းအမြဲတမ်းမိပိုးကောင်ရဲ့သူ့ဟာအမြဲပြောနေတော့အဲ့ဒါနဲ့ရုတ်တရက်ပေါ့နော်ညဘက်မှာကိုလည်းဘသူကလည်းထင်မိမှာလဲနော်ဘသူမှကို့အိမ်မှာလည်းဖြစ်တယ်ပြီးတော့မထင်မှတ်တဲ့အချိန်တွေမှာဘလို့မှမထင်မှတ်ထားတဲ့အချိန်မျိုးမှာလည်းဖြစ်သွားတယ်ဆိုတော့လေလေအဆုံးပဲပေါ့နော်ဒါပေမဲ့ဆိုင်းလူတစ်ခုပေါ့နော်ကံကောင်းတယ်လို့ပဲပြောရမှာပေါ့နော်ဘာအကောင်ကြိုက်သွားလဲဆိုတော့တခါတန်းပြီးတော့တန်းတိသွားတယ် အကျော်လို့ကိုတာမသိဘူးဆိုရင်ဒီထက်ပိုပြီးတော့ရေอืมတေချာကကနနမသိဘူးဆိုပိုပြီးဒုက္ခရောက်မှာလေခဏပြောလို့ပဲပေါ့နော်ဆိုင်းလူကလေဘာအကောင်ကိုက်သွားလို့ကိုက်သွားမှန်းစဉ်းစားမိလဲမသိလဲမသိဘူးကိုကိုကိုပေါ့နော်မနဲ့ထလာတဲ့ချိန်မှာပေါ့နော် allergy များမိတာလားပြီးတော့မနေ့ကဗာစားမိထားလိုက်လဲကိုလည်းမသိဘူးပေါ့နော်အဲ့ဒါနဲ့ဒါမဲ့ကိုတိချာပြန်စဉ်းစားမိလိုက်တော့အဲ့ညဘက်မှာ ဆိုင်လူကိုအဲ့လိုမျိုးဒါပေမဲ့တတိထားမိလိုက်တာကတော့ညဘက်မှာမိဖို့ကောင်လိုမျိုးအကောင်လေးနှစ်ကောင်တွေးမိလိုက်တယ်ဆိုတာပေါ့အဲ့ဒါနဲ့စိတ်ထဲမှာအဲ့လိုမျိုးဟာလိုမိဖို့ကောင်လားမသိဘူးဆိုပြီးတော့ဒေါက်တာရဲသွင်ကိုပဲဖုန်းဆက်လိုက်တာအဲ့ဒါနဲ့လဲခဏကဆိုင်လူရဲ့ဒီ Facebook မှာတင်ထားတဲ့လိုမျိုးပဲပေါ့အဲ့လိုမျိုးဖြစ်သွားတာပါဟုတ်တာဖြစ်တာဟုတ်တယ်ဖြစ်တာဆိုရင်ဆိုင်လူအခုဆိုရင်တော့၃ပတ်လောက်တော့ရှိပြီထင်တယ်၃ပတ်ပေါ့နာလားဆိုတော့ဘယ်လိုဖြစ်ပေးရမလဲ ပြောရမယ်ဆိုဆက်ဆဖြစ်ချင်းကတည်းကနေမီးလောင်တို့လိုမျိုးဖြစ်သွားတာပေါ့နော်ပူပြီးတော့ဆက်ပြီးလောင်နေတာတခုခုမီးလောင်တို့လိုမျိုးပဲခံစားနေရတယ်အဲ့ဒီတော့ကိုကလည်းလေဒါကတော့ပုံမှန်တော့မဖြစ်နိုင်တော့ဘူးပေါ့ allergy စားရတာလည်းအမားလည်းမရှိဘူးတခုခုတော့တခုခုပဲဆိုပြီးတော့ဆိုင်းလို့လည်းဒီဆေးရုံကိုအမြန်သွားပြီးတော့ဒီ allergy ဆေးသွားထိုးလိုက်တာပေါ့နော်ဆိုင်းလို့လေအဲ့လိုမျိုးဖြစ်တဲ့ချိန်မှာလေစိတ်ကိုအမြန်ရှော့ထားတယ်ပြီးတော့ စိတ်ကို positive ပဲတွေးတာပေါ့နော်ဟဲလို့ဖြစ်သွားမှတော့လည်းမတတ်နိုင်ဘူးပေါ့နော်ဘာလို့လဲဆိုကိုလည်းပဲဖြစ်ချင်မလဲဒီလိုဖြစ်သွားမယ်လို့အဲ့ဒီတော့စိတ်ကိုအကောင်းဆုံးပဲဟိုကအမှန်တမ်းပြောရမယ်ဆိုရင်ဆိုင်းလူဖြစ်တုန်းကဆိုရင်တော့မှလေဘယ်သူမှမသိဘူးဆိုင်းလူ social media မှာတင်တဲ့အချိန်တောင်မှဆိုင်းလူရဲ့လေးရမြောက်လားအဲ့လောက်ရှိသွားပြီဆိုင်းလူကကိုပါလာကိုတယောက်တည်းပဲအိမ်မှာပဲဘယ်လိုမျိုးကိုပါလာကိုလုံနေတာပေါ့နော်စိတ်ဟို ချိတ်တော့မကူဘူးပေါ့နော်ဆရာဝန်နဲ့တရားပြောတယ်ဒါပေမဲ့ခဏပြောလို့ပဲပေါ့နော်ဟဲလိုစားဖြစ်ကြတဲ့ကနေအားလုံးတွေ့ပေါ့နော် awareness ဖြစ်သွားရအောင်ပေါ့နော်ဗီဒီယိုလေးတော့ရိုက်ထားလိုက်မယ်ဆိုတော့အဲ့လိုမျိုးလေးနဲ့ရိုက်ဖြစ်သွားလိုက်တာအဲ့လိုကြည့်တာလေးဆက်ကြခဲ့ရသေးလားမနောတောက်လျှောက်ကြည့်တယ်ဆိုင်းလိုလေးမန်ကိုပဲအဲ့လိုမျိုးကြည့်ပြီးတော့လေလေရုပ်ကလေတဖြည်းဖြည်းနဲ့ပြောင်းလာတယ်လေအဲ့ပထမ3ရက်နဲ့4ရက်ကတော့အဆိုးဆုံးပဲ9ရက်မြောက်တဲ့နေ့မှာတော့နည်းနည်းလေးတော့တက်တာွားတယ်ပြီးတော့တေချာလေးလည်း စိုက်လို့လည်းအလှလည်းကြိုက်တယ်ဆိုတော့လည်းပို့ပြီးတော့လည်းဂီယူစိုက်တယ်အသေးချာကိုထိတ်ခဲလဲလုပ်တယ်ပြီးတော့အဲ့ဒီဖြစ်နေတဲ့အချိန်မှာပေါ့နော်စိုက်လို့ကလည်းဘာမှမစင်စားဘူးကိုယ်တော်စိတ်ပျော်ရွှင်စေမယ့်အရာပေါ့စိုက်လို့အဲ့လိုမျိုး art pieces လေးလည်းလုတ်ဖြစ်လိုက်တယ်အိမ်မှာတမိုးရှိတဲ့အချိန်ကိုပေါ့နော်ဘာမှဘယ်အချိန်ပြောက်မယ်မှလည်းမသိတော့လေအဲ့လိုမျိုးတော့ရှိရစိတ်တော်ကလည်းအောင်လိုက်ရတယ်အင်းနဲ့အောင်တာတော့ကြာတာပေါ့နှစ်ပတ်ကျော်သုံးပတ်သုံးပတ်နေပါလောက်ပေါ့ဘေးဘက်တင်နေတော့ဖြစ်ပါ ပေးလာညာလားအာ seven side ဒီဘက်ချမ်းဖြစ်သွားတာဒီဘက်ချမ်းရင်ပြီးတော့ပြောမယ်ဆိုရင် side တို့ကလေဒီပေါင်မာလည်းဖြစ်တယ်လက်မာလည်းဖြစ်တယ်ဒီမှာဆိုလက်ကအမရွတ်တယ်အေးပေါင်မာလည်းဖြစ်တယ်ဒါပေမဲ့ပေါင်မကျတော့ video မှာလည်းကိုလည်းမပြောဖြစ်တော့ပါဘောနော်ပေါင်မာလည်းပေါင်မကျတော့အနရွတ်ကပိုကြံခဲ့တယ်ဒီ side လိုပဲမျက်နာက healing ကအရန်လက်မြန်သွားတယ်အလုံးရဲ့စုတောင်းပေးစကားကြောင့်မလို့ထင်တယ်တကယ်ကိုအလုံးရဲ့ blessing ကိုတကယ်ကိုရခဲ့တယ်အရင်လဲတကယ်အရင် appreciate ဖြစ်တယ်ပေါ့နော် ဟုတ်တယ်စိုင်းလူအရန်လဲခဏပြောသလိုပေါ့နော် ကုတူရသွားတာပေါ့နော်အကုန်လုံးမီးပိုးကောင်ရဲ့အားလုံးကိုဘယ်လိုမျိုးဂီယူဆိုင်ပြီးတော့တတိထားမယ်ဆိုတာသိသွားတယ်အဓိကစိုင်းလူကကလေးလေးတွေကိုပို့ပြီးတော့ဂီယူဆိုင်ခိုင်းစေချင်တာပေါ့နော်စိုင်းလူတို့လိုမျိုးလူကြီးတောင်မှဒီလောက်ထိဒုက္ခခံစားရတာပေါ့နော်ကလေးတွေဆိုရင်တော့မစင်စားရက်စရာပဲအကြောက်တာတော့မဖြစ်ဘူးစိုင်းလူဆိုရင်အခုစိုင်းလူပြောသလိုပဲပေါ့နော်ဒုက္ခဆိုတာတစ်ချိန်က ဒါတချင်ကြရင်ဟာတာဖြစ်လာမယ့်အရာပဲအဲဆိုအခုဆိုရင်တော့မအားလုံးကလေဆိုင်းလူဤမိဖို့ကောင်းဆိုပြီးတော့ဝိုင်းပြီးစနေတာလည်းတွေ့ရတယ်ဟုတ်ကဲ့ဘာလို့ကတော့အမရုပ်တော့မကြံခဲ့ဘူးတော့ဒီစနေတော့ကင်းတော့ခဲ့တယ်အာဆိုင်းလူအမရုပ်ကြံတယ်ဒါကအဲအမရုပ်ကြံတယ်အခုကဒါလေအပရတူတာမိတ်ကလိန်ထားပေးပြီးတော့လုံးဝသူ့ရဲ့မိတ်ကအစွမ်းနဲ့အရန်ကိုဖုံးထားတာအမရုပ်ကတော့ကြံသေးတယ်အပြောင်းတာတော့အဲ့ပေါ်အချိန်တစ်ခုတော့ပေးရမှာပေါ့ဘာလို့လဲဆိုတော့မျက်နှာတစ်ခုလုံးလဲ ဟိုလေလောင်ထားလိုမျိုးဖြစ်သွားတာလေဟုတ်တယ်ကိုပါလာကိုတယောက်တည်းပဲလုပ်ခဲ့တာအဲ့ဒီအချိန်ကစိုက်ဖို့တွက်ကတော့လေတကယ်ကိုနိုင်မယ်ပဲအိမ်မက်ဆိုးလိုမျိုးပဲဒါပေမဲ့အကောင်းဆုံးတော့ကြော်ဖြတ်သွားတိုင်ခဲ့ပါတယ်ပြီးတော့အခုပေါ့နော်ဒီလာမယ့်အော်တိုဘာလာ33ရက်နေ့ကျရင်စိုက်လူ Google Reserve မှာပေါ့နော်စိုက်လူကိုယ်တိုင် host လုပ်ပြီးတော့ Halloween event လေးလုပ်ထားတယ်ပေါ့နော် အဲ့ဒါလေးလည်းရှိပါတယ်။အဲ့တော့ pool party မဟုတ်ဘူးဆိုင်းလူကဘူဘူ reserve မှာဒီ Halloween event မလုပ်ထားတယ်ဆိုင်းလူ host up ပိုင်း sign up ပေါ့။ဆိုင်းလူကအရင်ကတည်းကနေအဲ့လိုမျိုး dress up လုပ်ရတာအရင်ကြိုက်တယ် Halloween နဲ့ပတ်သက်ပြီးရောဝတ်စုံအဲ့လိုမျိုးပေါ့ character မျိုးစုံလေးတွေအများကြီးဝတ်ဖြစ်တယ်အဲ့ဒီတော့ဒီနှစ်လည်းဒီဆိုင်းလူရဲ့ဒီမျက်နှာလေးလည်းဖြစ်သွားတာပေါ့နော်မိဖို့ကောင်းလေးလည်းဖြစ်သွားတော့တငယ်ချင်းတွေရဲ့ ဒီမေတ္တာတွေဆူတောင်းပေးစကားတွေအကုန်လုံးကြားသွားတော့အကြားရတဲ့ခါကျတော့ဆိုင်းကလည်းအော်ပေါ့နော်ငါကိုယ်တိုင်ပါတီ host လုပ်လိုက်ရင်ဟိုဟာအားလုံးနေလည်းပြန်ပြောရမှာပဲဆိုတော့ဆိုင်းကအသွေးလေးနဲ့ပို့ပြီးတော့လည်းပျော်ကျင်သွားတာပေါ့နော်တငယ်ချင်းတွေနဲ့အတူတူမိုက်သားဆိုင်းကိုရေလိုရှဲမှာတော့ join လို့ရတယ်ပေါ့ဒါပေါ့အဟောဒီနေ့ကတော့ Harry Public ရဲ့10 year anniversary ကိုတက်ရောက်ဖြစ်တာပါဆိုင်းလို့လည်းအများနဲ့လည်းစပင်လုပ်နေကြဆိုတော့ပေါ့လေအဟောဒီစပင်လေးကတော့ဆိုင်းလို့ကပုံမှန်စပင်ကိုပေါ့နော်၃လတစ်ချိန်စပင်ပြောင်းလာတာကြိုက်တယ်ကိ ားရိုက်ရှိရဆိုရင်တော့စပင်ကိုတော့အငိန်လေးတော့ပြောင်းတာပေါ့နော်အာဝန်ဆောင်မှုကတော့ပြောစရာတော့မလိုဘူးပေါ့နော် surface ပြင်ကောင်းလျှော်တာလေးလည်းအရန်လည်းအဆင်ပြေတယ်ပြီးတော့စိုင်းလူဆိုရင်ဒီလိုမျိုး bleach လုပ်တယ်ပေါ့နော်ပြောရမယ်ဆိုလဲစပင်စမ်းသားလည်းမပြတ်စေးအောင်လည်းတေချာလေး glue ဆိုင်ပြီးတော့လုပ်ပေးတာပေါ့နော် ဆိုင်လူကသပင်းအယောင်ဆိုးတာရယ်ပြီးတော့ hair treatment လုပ်ပေးတာပေါ့နော်ဆိုင်လူကသပင်းကခဏကပြောသလိုပဲပေါ့နော်သပင်းအယောင်ကိုခဏခဏ change တယ်ဒါပေမဲ့သပင်းကမပြည့်စည်သွားဘူးပေါ့နော်အဲ့ဒါလေးတခြားလေးတွေ give site ပေးတာရှိပါတယ်ဒီဆိုင်မော်နော် hair republic ဒီထက်မကပို့ပြီးတော့အောင်မြင်နိုင်ပါစေပြီးတော့ဒီထက်ပို့ပြီးတော့လည်းဆိုင်ခွဲပေါင်းများစွာလည်းထပ်ပြီးတော့ဖြစ်နိုင်ပါစေလို့ဆိုင်လူကဆုမကောင်းတောင်းလိုက်ပါတယ်